နော်ဒိုသာသမတ္တဖြစ်ဝင်ရွေးခန့်မယ်ဆိုရင်အနိုင်ရတော့တယ်လို့ဆိုလာတဲ့ဟာတာပေါ်တူဂီစူပါစတာကြီးဖြစ်တဲ့ဝိုင်းရန်တိုက်စစ်ကစားသမားကြီးခရစ်စတီယာနိုရော်နယ်ဒိုဟာဘလုံးသမားဘွားကနားယူသွားချိန်သူ့ရဲ့မိမိပေါ်တူဂီနိုင်ငံမှာသမတ္တဖြစ်ဝင်ရောက်ရွေးခန့်မယ်ဆိုရင်အနိုင်ရတော့တယ်လို့စပိုတင်လစ်စပွန်သင်းရန်ဒိမတ်တိုက်စစ်မှုလေးကော်နဲဟာတာကတုံ့တက်ပြောဆိုသွားခဲ့ပါတယ်။မကြာသေးခင်ကမှအသက်40ပြည့်ထားတဲ့ဘလုံးရော၅ချိန်ရာထိတ်တန်းဘလုံးသမားကြီးရော်နယ်ဒိုဟာကစားသမားဘွားနေဝင်ချိန်အထိရောက်နေပေမဲ့သူ့ရဲ့လက်ရှိကလပ်အင်နာဆာနဲ့ပေါ်တူဂီလက်ရိုးစင်တင်းတို့အတွက်အင်နိုင်အားနိုင်အကောင်းဆုံးဖန်ဆောင်ပေးနေလျက်ရှိပါတယ်။ကစားသမားဘွားကိုစပိုတင်လစ်စပွန်မှာစတင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဗီယက်မက်တွေဂျူပင်တက်နဲ့လက်ရှိအန်နာဆာတို့မှာတောက်ပခဲ့တယ်လို့ပိုတူဂီအသင်းတွက်ကိုလည်းယူရိုဖလားနဲ့နေရှင်းနယ်လီဖလားတို့ကိုရယူပေးခဲ့ဘူးတဲ့ရော်နယ်ဒိုကိုပိုတူဂီနိုင်ငံသားများအားလုံးဒီဘက်ကနိုင်ငံရဲ့ဒူရောကောင်းတဲ့ပွဲချင်းမြတ်နိုးကြပါတယ်အခုလည်းရော်နယ်ဒိုကပိုတူဂီအသင်းနဲ့တူဒိမ့်မဲ့အသင်းနဲ့ UEFA National League Quarter Final ပွဲစဉ်ကိုကစားသွားဖို့ရှိနေပြီးဒိမ့်မဲ့တိုက်စစ်ကစားသမားဟာရာကရော်နယ်ဒိုနဲ့ပတ်သက်ပြီးအခုလိုမှတ်ချက်စကားတွေပြောဆိုသွားခဲ့ပါတယ်စပိုတင်အသင်းအနေနဲ့ခရစ္စတီယာနိုရော်နယ်ဒိုကကျွန်တော်တို့အသင်းကိုကိုးစားပြုတဲ့အတွက်အတိုင်းထက်လွန်ဂုဏ်ယူပါတယ်ဒါပေမဲ့သူကဒီမာတင်ဩဇာမလွှမ်းမိုးပါဘူး သူကတနိုင်ငံလုံးကိုသူ့ရဲ့ဩဇာလွှမ်းမိုးမှုပေးဆွမ်းနိုင်ပြီးကျွန်တော်ထင်ထားတာတန်းအများကြီးလက်ပို့ပါတယ်သူကသမတပြင်ဝင်ရောက်အရွေးခံမယ်ဆိုရင်သူအနိုင်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်လို့ Sporting တိုက်စစ်မှုလေဟာရာကမှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်ဒါပေမဲ့ဟာရာမှတ်ချက်ပြုသလိုမျိုး Ronaldo ကဘလုံးသမားဘွားကနေအနားယူခဲ့မယ်ဆိုရင်တောင်မှနိုင်ငံကြီးလောကထဲဝင်လာနိုင်မယ့်အရေးအယောင်မျိုးရှိမနေပဲဘလုံးနည်းပြဒါမှမဟုတ်ဘလုံးအသင်းတစ်သင်းရဲ့အသင်းပိုင်ရှင်အသင်းဥက္ကဋ္ဌဖြစ်နေတာမြင်တွေ့ရနိုင်ပွဲရှိပါတယ်ဒီမှာကျွန်တော်တို့ကတည်းကအမှားကိုချပြတဲ့